final destination ဆက်ကားရတဲ့မျိုးဖြစ်သွားတဲ့မိုးပြန့်မှုပေါင်းပေါ့နော်စဉ်းစားကြည့်ပါဒီလူတွေကမိုးပြန့်မှုပေါင်းစီးဖို့အတွက်ပြုံးပြော်စွာနဲ့ဗီဒီယိုရိုက်တက်တာတွေပြပြီးတော့မှထွက်သွားတယ်ဒါပေမဲ့သူတို့မကြခင်မှာမီးလောင်ပြီးတေးရတော့မယ်ဆိုတော့မသိခင်ဘူးဒီမိုးပြန့်မှုပေါင်းမတော်တဆမှုမှာလူ၈ယောက်တေးခဲ့ရပါဒီကိစ္စကလက်တလောမှာဖြစ်သွားတာဂျွန်22ရက်စနေနေ့ပါဘရာဇီးဆောက်တန်ပတ်ပေါ့နော်ဘရာဇီးတောင်ဘက်ပိုင်းမှာဆိုရင်မိုးပြန့်မှုပေါင်းတွေစီးပြီးတော့မှဒီကောင်းကင်ဘွားနေဒီအောက်ကအလှတွေကိုကြည်တာကိုခက်စားတယ် ဒီနေရာမှာ tourist တွေရောဒီ local တွေရောအားလုံးကမိုးပြမိုးပေါင်း trust ကြရယ်မြန်မာနိုင်ငံမှာဆိုရင်ပကံမာလိုမျိုးပေါ့အဲ့နေ့ကမနေ့အစောကြီး၈နာရီ AM မှာဒီမိုးပြမိုးပေါင်းကလူစုစုပေါင်းပိုင်းလော့ကောအပါအဝင်21ရောက်တင်ဆောင်ပြီးတော့မှ label စပြီးတော့ပြန်တက်ဖို့လုပ်တယ်အဲ့ဒီအချိန်မှာဒီလေဘော်ကိုသူတက်သွားပြီလို့မကြခင်ပါပဲဒီပြောမယ်ဆိုရင်ဒီမီးတွေမုန်နေနေရတာနေအငွေ့ထွက်ပြီးတော့မှဒီချင်းတောင်းပေါ်တော့လူတွေကိုထဲ့တဲ့ချင်းတောင်းရှိရလေအဲ့ချင်းတောင်းကနေမီးစလောင်တယ်အဲ့လိုမီးစလောင်တဲ့အချိန်မှာပိုင်လော့အပါအဝင်လူတွေက ခုံစင်းကြတယ် ခုံဆင်းတဲ့အချိန်မှာဒီ21ယောက်ထဲမှာ73ယောက်ကခုံဆင်းနိုင်ခဲ့ပြီးတော့မှလူ6ယောက်ကချင်းထောင်ထဲမှာကြံ့နေခဲ့တယ်။73ယောက်ကခုံဆင်းသွားတာဖြစ်တဲ့အတွက်ဒီလေးနေတဲ့ချင်းထောင်ကြီးကဝိတ်ကပို့ပေါ့သွားပြီးတော့မှဝုန်းဆိုပြီးအချိန်နဲ့ဒီမိုးပြန်မိုးပေါင်းကအပေါ်ကိုမြင်မြန်ဆဆန်နဲ့ပြန်တက်သွားခဲ့တာ။အဲ့ဒီအချိန်မှာဒီလူ6ယောက်ကဘလို့မှမြင်မြန်ဆဆန်ခုံချဖို့အတွက်အချိန်မရခဲ့ဘူး။ဒါတောင်မှလူ2ယောက်ကအဲ့လောက်အမြင့်ကြီးရနေရအောင်ခုံချခဲ့တယ် ဒါကိုကြည့်နေလူတွေကဗီလုံကရိုက်ထားတယ်ဒီမြင်ကိုကြည့်ကြည့်မယ်ဆိုရင်အတော့ကိုအသေးရဆရာကောင်းမြောက်ဆရာကောင်းပါပါသူတို့အနေနဲ့လည်းအယံကိုပူလောင်လို့အပူတန်းကိုမခံနိုင်တော့လို့ဟိုအသက်များရှင်မလားကြိုးကြိုးကန်ကန်မငါရှင်ပြီးတာပဲဆိုရင်စိတ်နဲ့ခုန်ချခဲ့ကြရတယ်လို့ကက်တလီနာကတော့ထင်ပါတယ်လူနှစ်ယောက်ကမဟုတ်ပြမှုပါဟိုးအမြင့်ကြီးဘဝနဲ့ခုန်ချခဲ့ကြတာပါဒါပေမဲ့အပေါ်မှာ6ယောက်ကြံ့နေတယ်ဒီ6ယောက်လုံးကမိလောင်ပြီးတော့မှတည်ဆုံသွားခဲ့တာပါအဲ့ဒီအထက်မှာဆိုရင်လူ၃ယောက်က၃ယောက်ဆိုတော့တယောက်ကိုတယောက်ဖက်ပြီးတော့မှတည်ဆုံနေတယ်လို့ဆိုရှယ်မီဒီယာမှာရေးထားတာတွေ့ရပါတယ် ်စဉ်းစားကြည့်ပါကိုကဒေါ်လာ100ပေးရတယ်ဒီ hot air balloon ကြီးကိုစီးပြီးမှ view ကြီးကိုကြွကြွရွှင်ရွှင်တက်တာရေးလုပ်ပြီးတော့တက်သွားတာဒါပေမဲ့မီးလောင်ပြီးတရားမယ်လို့သူတို့ဘယ်လိုတွေးထားမှလဲသူတို့ drive final destination ဖြစ်သွားခဲ့ရပေါ့ဒီကိစ္စဖြစ်ပြီးမကြခင်ပါပဲစနေနေ့ရမှာတည်သွားပါတယ်ဆိုမှ တနင်္ဂနွေနေ့မှာနောက်ထပ်အမျိုးသမီးတို့အသက်28နှစ်အရွယ်ကဆောက်ပေါလိုစတိတ်မှာမိုးပြဘူပေါင်းကသူတို့ landing လုပ်တာပေါ့နော် landing လုပ်တယ်ဆိုတာဆင်းတာပေါ့မိုးပြဘူပေါင်းကအပေါ်တက်ပြန်ဆင်းလာတာပေါ့သူကအပေါ်မှာ55မိနစ်လောက်တော့နေတယ်ပြန်ဆင်းလာတဲ့အချိန်မှာအဆင်းကျန်းသွားပုံရတယ်လူ71ယောက်တရားရပြီးတော့မှ28နှစ်ရွယ်အမျိုးသမီးတယောက်ကလည်းထပ်ပြီးတော့တည်သွားခဲ့တယ်ဒါကြောင့်မို့လို့ဒီကိစ္စကတော်တော်လေးကိုလူတွေကြားထဲမှာစိုးရိမ်စရာအနေအထားဖြစ်လာတယ်ဒီလိုဖော်လုံးစည်းတာကအနောက်တောင်မှမလုံခြုံဘူးလားဆိုတာကိုလူတွေစပြီးတတိထားလာကြတယ် မိနစ်3ငါဆိုရင်လေအရီဇိုးနားမှာလူ၄ယောက်ကဒီမိုးရက်မပေါင်းစီးပြီးတော့မှတိတ်ဆုံးခဲ့နေတယ်။ဒါတွေမကတည်းက23မှာလည်းမက္ဆီကိုစီးတီးမှာလူ၄ယောက်ကဒီမိုးရက်မပေါင်းစီးပြီးတော့မှမတော်တဆဖြစ်ပြီးတော့တိတ်ဆုံးခဲ့နေတယ်။၂023ခုနှစ်3ကလည်း New Mexico မှာဒီမိုးရက်မပေါင်းစီးပြီးတော့လူ၅ယောက်တိတ်ခဲ့တယ်။အဲ့တော့မိုးရက်မပေါင်းစီးပြီးတော့မှလူတွေအဲ့လိုတိတ်ကြရဲဆိုတာကအမိနစ်တိုင်းလုံးလုံးဖြစ်တဲ့ကိစ္စမျိုးဖြစ်နေကြတာမလို့တင်ဆိုရင်တော့မိုးရက်မပေါင်းစီးရဲ့အချိန်မှာခုလိုမျိုးကိစ္စဖြစ်လာတယ်မို့ဆိုရင်ဘယ်လိုလုပ်မလဲ။ 他妈，朋友哥哥问啊，某边不帮事业情吗？